တာယာရဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနေဦးမြ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ So ya do ga lo te yi ka bu asa gre ga ma Du bu re de la de lo nya yue tu ga gwe tu re la Bu pong ga lai bi pong ga lai bi pong ga lai bu pong ga lai တိတ်ကောင်းရှိတဲ့ရေကပွဲမှုမဲစင်မာတာလောက်ကဒီမှာစကားတွေထဲတော့မပြောနိုင်ရေမပါဘူးချီတုံးစက်ကူဒီနေ့ကတော့ပထမဦးဆုံးကချင်ပြည်နယ်စီရဲ့သတင်းကိုပြောပြချင်တယ်။ကျတော့အလုံးကြားဖို့မှာပါမချမ်းဘောမချမ်းဘောဆိုတာပို့တော့မြန်မာမြေပုံရဲ့ကောင်းဘက်မှာရှိတယ်။မချမ်းဘောနဲ့နောင်မွန်းကြားမှာရှိတဲ့စစ်ခွေးတီရဲ့စခန်းကိုမနေ့ကအော်တိုဘာလ14ရက်နေ့မှာတိတ်ပိုက်နိုင်ခဲ့ပြီ။ဆိုတော့အခုတနေ့ကတော့ ခွန်လန်းဖူးမှာရေးကြီးတဲ့စစ်ခွေးစခန်းကိုတင်ပိုက်နိုင်ခဲ့တယ်။အခုဒီပူတာဦးဘက်မှာကတခါလေးဗာပြောချင်လဲဆိုတော့မြစ်ကျနနဲ့ဖကတ်မှာတော့စစ်ခွေးဒီဘက်ကနေမှညဆယ်နိုင်ကနေမနဲ့လေးနိုင်ထိလုံးဝမထွက်ရတဲ့မာရှယ်လောထုတ်ထားတဲ့လူ9ယောက်တဲ့ပို့ပြီးမှမစုယုံရဘူးဆိုတော့စစ်ရှုံးကောင်စီရဲ့ အကြောက်မာရှယ်လောတွေထုတ်ထားပြီးဆိုတော့အခုပူတာဦးမှာတော့ဒါမျိုးမာရှယ်လောတွေမထုတ်ထားဘူးဒါပေမဲ့ပူတာဦးမှာရှိတဲ့ပြည်သူလူထုတွေလေရင်ကိုအထူးသဖြင့်ဒရီပြူကြပါလို့ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့အခုတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နိုင်ဖို့ရှိတယ် ပြီးရင်နောက်တစ်ခုကတော့ဒီပူတာအူခရိုင်တစ်ခုလုံးမှာ အော်တိုဘာလတရက်နေ့ကနေမှမင်းစင်းတွေကိုကတ်ထားတယ်ဒါပေမဲ့လာကြည့်တဲ့သူမရှိဘူးလို့သိရတယ်အခုလာကြည့်တဲ့သူမရှိတဲ့အတွက်ကြောင့်ရက်တိုးပေးတာတွေရှိတယ် Thanksgiving month ဖြစ်တဲ့အတွက်ကြောင့်နေရာတီတီထဲမှာကောက်တစ်စားတာတွေရောနော်ကျေးဇူးတော်ချီးမွမ်းခြင်းတွေလုပ်နေကြလိမ့်မယ်ဒါပေမဲ့လူစုလူဝေးခြင်းကိုအထူးသဖြင့်ရှောင်ကျင်ကြပါလို့ပြောချင်တယ် နော်ပြီးလို့ရှိရင်အခုဒီ white mall လွန်မြောင်ဘက်မှာလည်းအခုဒီတရက်နေ့ရက်မှာတိုက်ပွဲမရှိဘူးဒါပေမဲ့စစ်ခွေးတွေဘက်ကနေမှလက်နက်ကြီးတွေနဲ့နေ့တိုင်းပစ်ခတ်တဲ့လေရင်နဲ့ဘုံကျဲတဲ့မကြခင်မှာလည်းတိုက်ပွဲတွေဆက်လက်ပြီးဖြစ်ပွားလာစရာကြောင်းရှိတယ်။ဘာကြောင့်လဲဆိုတော့အခု white mall မှာက SNA တွေရှိတယ် Warazu ပြည်သူစစ်တွေရှိတယ် Adam ပြည်သူစစ်ရှိတယ်စကုံတင်ရင်းရဲ့ပြည်သူစစ်ရှိတယ်စစ်ခွေးတွေရှိတယ်ရဲခွေးတွေရှိတယ်လာဆောင်အောင်ဝါရဲ့ပြည်သူစစ်တွေလည်းပဲ ခုဘိုင်းမော်ဘက်ကိုအင်အား90ကျော်ထပ်ပြီးမှပို့ဆောင်ထားတယ်ဆိုတာကိုသိရတယ်ဆိုတော့အဲ့ဘက်မှာအခုအဖွဲတစ်ဖွဲလည်းထပ်ပြီးမှဝင်လာခဲ့ပြီဆိုတော့အခုကဒီဘိုင်းမော်လမြောင်ဘက်မှာဒီစစ်ခွေးတွေဘက်ကနေမှအဖွဲခုနှစ်ဖွဲလောက်နဲ့သူတို့ထိုးစစ်ဆင်လာခဲ့ပြီဆိုတော့အဲ့ဘက်မှာလည်းဆက်လက်ပြီးတော့တိုက်ပွဲတွေဖြစ်လာဆရာကြောင်းရှိတယ်ဘယ်အချိန်မှနားမလဲဆိုတော့ခွေးတွေမတာပေါ်ကုန်တဲ့အချိန်မှနားမယ် နော်နောက်တစ်ခုကတော့အခုဒီဘတ်မောက်ဘတ်မောက်မှာကဒီစစ်ခွေးတွေဘက်ကနေမှတနေ့ကိုဘုံအနည်းဆုံး10လုံးလာကျဲသွားတယ်အခုစစ်ခွေးတွေကဘယ်လိုလုပ်တယ်လဲဆိုတော့ဘတ်မောက်မျိုးရဲ့အပြင်မှာရှိနေတဲ့ UR တွေကတော့စစ်ရှောင်းတွေကုန်ကြပြီဆိုတဲ့အခါမှာအခုသူတို့ကတော့ UR တွေကိုသူတို့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ပြီးလို့ရှင် SNA ခွေးတွေနဲ့စစ်ခွေးတွေရဲခွေးတွေပေါင်းပြီးမှတိုးလာတယ်ပြီးလို့ရှင်သူတို့ရောက်တဲ့နေရာရဲ့ရှေ့မှာဘုံပြန်ကျဲတယ်ကျဲပြီးမှသူတို့တက်လာခဲ့ကြတယ် ခုကတော့ဗတ်မောက်မြို့ရဲ့ဆယ်မိုင်လောက်ဝေးတဲ့နေရာမှာနေ့တိုင်းတိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတော့ကြောင်းသိရတယ်ပြီးလို့ရှိရင်အခုနတ်ရေကံပြူဟာကုန်းစခန်းကိုအာကတတော်နဲ့ပူပေါင်းတော်လိုက်ရဲဒီဘက်ကနမတိုက်ခိုက်တိမ့်ပိုက်ခဲ့ပြီးပြီဖြစ်တဲ့နတ်ရေကံပြူဟာကုန်းမှာရှိနေသောတရားကျော်လောက်ကခွေပြွက်ဝက်ပြပြသွားတယ်ပြေးသွားတဲ့ဥစ္စာကိုအာကတတော်နဲ့ပူပေါင်းတော်လိုက်ရဲဒီဘက်ကနမတိုက်ခိုက်ရှင်းလင်းနေတာတွေရှိတယ်အဲ့ချိန်မှာသူတို့ကဒီပဇီဝါမှာရှိနေတဲ့ခွေးတွေနဲ့တွားပေါင်းတယ် ဒါကြောင့်မို့အခုကနတ်ရေကန်ပြူဟာကုန်းနဲ့ပစည်းရွာရဲ့ကြားထင်းမှာအရခတတ်တော်နဲ့စစ်ခွေးတွေတိုက်ပွဲတွေအင်မတားမှပြင်းထန်နေတယ်ဆိုတဲ့အကြောင်း ပြောပြချင်တယ်ပြီးလို့ရှိရင်နောက်သတင်းတပုတ်အနေနဲ့ကတော့မနေ့က NCA နဲ့ဆယ်နှစ်ပြည့်စစ်ခွေးတွေလုပ်တဲ့အခမ်းအနားထဲမှာ FPNCC ဖွဲ့ကနေမှ NCA ထဲမှာလက်မှတ်မရေးထိုးထားတဲ့ဝါတွေပါပါတယ်ဘာကြောင့်မို့လဲဆိုတော့စစ်ခွေးတွေလုပ်တဲ့နေရာတိုင်းမှာတရုတ်ဒီကတော့စစ်ခွေးတွေလုပ်တဲ့အရာအားလုံးကိုအားပေးနေတာဖြစ်တဲ့အတွက်ကြောင့်အခုဒီ NCA ဆယ်နှစ်ပြည့်ထဲမှာလည်းပဲဝါတွေကိုမတော်မနေရဆိုတဲ့အဲ PR တွေကြောင့်ဝါတွေဖွဲ့ကနေမှတက်ရောက်တယ် ိုတဲ့အကြောင်းသိရတယ်။ဆိုတော့အခုဒီ FPNCC အဖွဲ့ကသုံးဖွဲ့ဖြစ်တဲ့ NDA SSPP နဲ့အခု WhatsApp ဖွဲ့ဒီဘက်ကနေမှစစ်ခွေးတွေပြုတ်လုတဲ့ NCA စနစ်ပြည့်ထဲမှာတက်ရောက်တယ်ဆိုတဲ့အကြောင်းပြောပြခြင်းနဲ့နော်ဆိုတော့အခုကျမတို့ Now Drain တပုတ်နေနေကတော့ ဒီအော်တိုဘာလ17ရက်နေ့တော့ဖြစ်ပွားခဲ့တဲ့ Starling ပြဿနာနဲ့ပတ်သက်ပြီးတော့ကျမရဲ့ခံယူချက်လေးတွေကိုပြောပြချင်တယ်။ဘာကြောင့်မို့အခုဒီအချိန်ကြမှာကျမပြောတယ်လဲဆိုတော့အော်တိုဘာလ17ရက်နေ့တော့ဖြစ်ပျက်ခဲ့တဲ့အချိန်မှာတော့ ကျွန်မရဲ့မျက်စိထဲမှာကယူယူမိသားစုလိုပဲရံဖြစ်ကြတဲ့ပုံစံအနေနဲ့ပဲကျွန်မမြင်တယ်။ဒါကိုကျွန်မအနေနဲ့အပြစ်ကြီးလို့မမြင်တဲ့အတွက်ကြောင့်တရင်ထဲမှာမတင်တာဖြစ်တယ်။တကယ်လို့သားဒီ PTFB ရဲ့နေရာထဲမှာစစ်ခွေးတွေသာဆိုလို့ရှိရင်ဒီမိသားစုဒီဘက်ကနေမှဒီလိုမျိုးမပြောနိုင်ဘူး။ စစ်ခွေးတွေလာတဲ့နင့်တို့ကိုငရုပြောထားပြီးပြီးစက်တင်ဘာလ26ရက်နေ့နောက်ဆုံးထားပြီးနင့်တို့ကိုတက်ဆိုင်တဲ့နေရာမှာအကြောင်းကြားပါလို့ပြောတယ်နင့်တို့အကြောင်းမကြားဘူးဒါကြောင့်မို့ငရုဖြုတ်သိမ်းမယ်ဒါမှမဟုတ်လို့ရှင်ဒံဝေဘလောက်ဆောင်ရမယ်အဲ့လိုမျိုးပြောလိုက်မယ်တကယ်လို့ဒါအင်ရှင်တွေဘက်ကနေမှအခုဒီ PDF တွေကိုရမ်းတွေ့တယ်လို့ဒါတွေ့ခဲ့တယ်ဆိုလို့ရှင်တော့စစ်ခွေးတွေကတော့ဒီမိသားစုတွေကိုဝတ်တရားနှုတ်ဆက်မှုဆိုပြီးမှထောင်ချနိုင်တယ် တက်ပစ်နိုင်တယ်ဒါတွေအများကြီးရှိတယ်ဒါပေမဲ့ကျတို့ဒီ PDF လူငယ်လေးတွေဟာစစ်ခွေးတွေလို့မကြင့်သုံးခဲ့ဘူးသူတို့ဘက်ကနေမှတယောက်နဲ့တယောက်စကားအော်ကြတယ်စကားများကြတယ်တိတ်ချစ်ဆရာကောင်းတဲ့မိသားစုဒုစုလူတောင်ဖြစ်နေကြတယ်ဆိုတော့အခုဒီနေ့ကြမှာပဲဘာကြောင့်ဒီဥစ္စာကိုပြောလာတယ်လဲဆိုတော့အခုဒီအော်တိုဘလာ12ရက်နေ့တုန်းက အန်ယူဂျီဒီဘက်ကနေမှစာထုတ်လာတဲ့အဥ္စာရှိတယ်အဲ့ထက်မှပြောတယ်လဲဆိုတော့အခုဒီ PDF လူငယ်တွေဟာသူတို့လက်လျှောက်ရမဲ့စီးခန်းတွေကိုချုပ်ဖောက်တာဖြစ်တဲ့အတွက်ကြောင့်ဒီပါဝင်တဲ့ PDF လူငယ်တွေကိုထိထိရောက်ရောက်နဲ့အေးအေးယူမယ်လို့ပြောတယ်။ကျမတေးဦးတေးရောက်တဲ့အနေနဲ့ကတော့လုံးဝကန့်ကွက်ပါတယ်ဆိုတော့ကြောင်ပြောချင်တယ်။ဘာကြောင့်လဲဆိုတော့အခုအချိန်ဟာတော်လာရဲကာလဖြစ်တယ်။ ်ပြီးလို့ရှိရင်နောက်တစ်ခုကတော့အခုကျမတို့ရဲ့ PDF လူငယ်တွေဟာစစ်ရဲထဲမှာဘောင်းသွင်းပြီးတော့စစ်ရဲတွေကိုကောင်းကောင်းတင်ယူပြီးတော့အခုနိုင်ငံရဲ့တာဝန်ကိုထမ်းဆောင်နေတဲ့လူငယ်လေးတွေမဟုတ်ကြပါဘူးစစ်ခွေးတွေရဲ့မတရားမှုကိုဆန့်ကျင်ခြင်းနဲ့စိတ်သက်တစ်ခုကြောင့်သာလက်နက်ကင်လာနေတဲ့သူတွေဖြစ်တဲ့လူငယ်တချို့တီတောင်မှเนาะထောက်ဖို့အထဲမှာလည်းမပါဘူးဘေးနံမှမပါဘဲနဲ့နိုင်ငံခြားကိုထွက်ပြေးမှာ ကိုယ့်ရဲ့ဝမ်းစာအတွက်ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်လုပ်နေတဲ့အချိန်မှာဒီလူငယ်တွေဟာတိုင်းပြည်နဲ့လူမျိုးအတွက်အသက်ပေးပြီးမှထမ်းဆောင်နေတဲ့လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်ဟုတ်တယ်နင့်တို့ဟာဒီလူမျိုးပြည်သူတွေကိုမလုပ်ကြပါနဲ့ဆိုပြီးမှခေါ်ပြီးမှပြောဆိုတာကလွဲပြီးရင် ထိရောက်စွာအေးအေးယူမယ်ဆိုတဲ့အပိုင်းပေါ်မှာတော့ကျမ တူဦးတယောက်တည်းအနေနဲ့ကတော့စန့်ကျင်နေဆိုတဲ့အကြောင်းပြောချင်တယ်ဒီ Starling နဲ့ပတ်သက်ပြီးတော့ Starling ကိုကင်ထားတဲ့မိသားစုတွေကိုလည်းကြွားပြောချင်တာကတော်လာရဲတွေအုပ်ချုပ်ထားတဲ့နေရာထဲမှာ နေတဲ့သူတွေဟာတိုက်ပွဲဖြစ်ပွားနေတော့မြို့ရွာတွေမှာ နေတဲ့ပြည်သူတွေထက်ပိုပြီးမှဒိဋ္ဌိထားရမယ် ။ဘာကြောင့်လဲဆိုတော့ဒီလူမြောက်တဲ့နေမြေထဲမှာနေတဲ့သူတွေကိုစစ်ခွေးတွေကတော့ဤမျိုးစုံနဲ့ထောက်လန်းနေတယ်။စစ်ခွေးတွေကခွေးယူပြန်တဲ့အချိန်မှာလေရင်ဘုံကျဲတွေဒါတွေမိရှို့တာတွေလောက်လာနိုင်တယ်။စက်တင်ဘာလ26ရက်နေ့နောက်ဆုံးထားပြီးမှတည်င်းပို့ပေးပါလို့ပြောတဲ့ဥစ္စာကိုဘာကြောင့်မို့ဒီမိသားစုကနေမှဒေါ်လာရဲတွေပြောတဲ့ဥစ္စာကိုဂယုမဆိုင်တာလဲ။ ဒီ you are ထဲမှာတခုခုဖြစ်လာတယ်ဆိုလို့ရှိရင်နင်တို့တာဝန်ယူမလားလို့ပြောချင်တယ်เนาะဆိုတော့ဒီနေ့ကျမတို့ဒီတော်လာရေးထဲမှာဘာနဲ့တူတယ်လဲဆိုလို့ရှိရင်စပွဲခြေခုံနဲ့တူတယ်စပွဲဟာဘလောက်ပဲတန်ဖိုးရှိတဲ့စပွဲဖြစ်ပါစေခြေတော့မကောင်းရင်အချီးကြီးပဲဖြစ်တယ်ဆိုတော့ဒီစပွဲထဲမှာခြေနှစ်ချောင်းရှိတယ် တော်လရင်မိသားစုတွေနဲ့အတူ PDF ဆိုတဲ့ခြေတော့ရှိတယ်ဆိုတော့ဒီခြေတော့နှချောင်းဟာကိုယ်နဲ့တက်ဆိုင်တော့တာဝန်တွေကိုထမ်းဆောင်ဖို့အတွက်တာဝန်ရှိတယ်ဒီခြေတော့တစ်ဖက်ဖြစ်တဲ့ PDF ဒီလည်းပဲเนาะကိုယ့်ရဲ့တာသမီးတွေဖြစ်တဲ့ PDF တွေဟာတချို့ဆိုလို့ရှိရင်လဲနှစ်ရှိပြီးသုံးနှစ်ရှိပြီးနှစ်နှစ်ရှိပြီးဒီလိုမျိုးကလေးတွေကိုတကယ်လို့မားခရင်တောင်မှ ကိုဘက်ကနဲ့မှကိုရဲ့သားသမီးလိုပဲဆုံးမရမယ်တာဝန်ရှိတယ်။ပြီးလို့ရှိရင် PDF တွေကတော့စစ်ရဲအရာသူတို့ဘက်ကနဲ့မှဒါမလို့ရဘူးဒါမလို့ရဘူးဒါမလို့ရဘူးလို့ပြောလို့ရှိရင်လိုက်နာဖို့ရတော့အဆင်သင့်ဖြစ်ရမယ်။ဘယ်ဘက်ကနဲ့မှကိုပါဝန်နိုင်တယ်လဲ။ပါဝန်နိုင်တဲ့ဘက်ကနဲ့မှလုံးဝလိုက်လျှောက်ပေးပါ။အခုဒီ Starlink ဆိုတာဟာအင်တာနက်ဖြစ်တဲ့အတွက်ကြောင့်အင်တာနက်ကနဲ့မှ အရာမျိုးစုံကိုစစ်ခွေးတွေဘက်ကနေမှထောက်လန်းနိုင်တယ်အခြေမြစ်ယူနိုင်တယ်တကယ်လို့သာ ခမားကြောင့်ကို့ကြောင့်နင့်ကြောင့်စစ်ခွေးတွေကဒီယူအားကိုတခုခုလုပ်တယ်ဆိုလို့ရှိရင်နင့်တာဝန်ယူမလားငါတာဝန်ယူရမလားเนาะဒါတွေကြောင့်ခြေတော့တစ်ဖက်ဖြစ်တဲ့ပြည်သူဒီလည်းပဲဒီစပွဲတစ်ခုကို ခိုင်မြဲအောင် ကောင်းအောင်ထားဖို့ရတဲ့တော်လရင်မိသားစုဒီထဲမှာလဲတာဝန်အပြည့်အဝတရားရခိုင်တော့ရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒီ PDF ဆိုတဲ့ခြေတော့ထဲမှာလဲသူတို့နဲ့သက်ဆိုင်တဲ့တာဝန်တွေကိုကျေပြွန်တယ်လို့ပဲနောက်ခြေတော့ဖြစ်တဲ့ P2D ရဲ့ဘက်မှာလဲပဲကိုနဲ့သက်ဆိုင်တော့နေရာထဲမှာတာဝန်ကျေဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်ဒီ PDF လူငယ်တွေဟာတရားရခိုင်တော့ ကောင်းမွန်တဲ့လူငယ်တွေမဟုတ်ပါဘူးတပ်ဖွဲ့တပ်ဖွဲ့ထဲမှာနည်းနည်းလေးအခန့်ချင်တာတွေနည်းနည်းလေးဆိုးတာတွေကတော့တယောက်နဲ့ယောက်ပါမှာပဲဒါပေမဲ့တော်လာရဲ့မိသားစုဘက်ကနေလည်းပဲကိုယ့်ရဲ့သားသမီးတွေလိုပဲပြုပြင်ရမှာဖြစ်တယ်ဒါပေမဲ့ခဏတော့ကဒီဗီဒီယိုထဲမှာတွေ့ရတယ်လို့เนาะဆက်ဆက်တိမခံဒါမျိုးတော့လုပ်ဖို့မလိုပါဘူး ကိုဘက်ကနေဆက်စတိမခံဘူးဆိုလို့ရှင်လည်းပဲထထားတဲ့စီမင်းစည်းကမ်းတွေကိုလည်းပဲဆက်စတိမခံအောင်ကာကွယ်ရမယ့်တာဝန်ကိုမှရှိတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့ဒီမိတ္တစုတွေနဲ့စကားလာများခဲ့တဲ့ PDF တွေကိုထိထိရောက်ရောက်ရေးယူမယ်ဆိုတဲ့ပိုင်းမှာနှွေဦးမယ်ကတော့လုံးဝမထောက်ခံပါဘူးစန့်ကျင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒီတော်လရဲကာလအထဲမှာကျတော့တော်လရဲတွေအချင်းချင်းမကာကွယ်ဘူးဆိုလို့ရှိရင်စစ်ခွေးတွေ ဘောမာရီကနေမှကျွတ်ကိုပြောတယ်လို့ကျွတ်တော်လာရဲတွေချင်းချင်းပြောနေတာဟာမာယွင်းတော့အရာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ကြီးတဲ့အမှုကိုငဲအောင်လုပ်မယ်ငဲတဲ့အမှုကိုပပျောက်အောင်ကကျွတ်တော်လာရဲတွေချင်းချင်းလုပ်ရမယ့်တာဝန်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်တင်တပုတ်အနေနဲ့ကတော့စက်တင်ဘာလ10ရက်နေ့ကနေမှအောက်တိုဘာလ10ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာ 60ကြိမ်မြောက်သောကုလအစည်းအဝေးကိုပြုလုပ်ခဲ့တယ်။အဲ့အစည်းအဝေးထဲမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တယ်။အဲ့ထဲမှာဆွေးနွေးခဲ့တာကတော့စစ်ခွေးတွေကဘလောက်အထိခွေးယူပြန်နေတယ်လဲ။ပြည်သူလူထုတွေကိုဘလောက်အထိညှဉ်းပန်းနှိပ်စက်နေတယ်လဲဆိုတဲ့အဥ္စာတွေဆွေးနွေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဒီလူအခွင့်ရေးအစည်းအဝေးထဲမှာမြန်မာနိုင်ငံကနေမှရိုက်ကူးထားတဲ့ဗီဒီယိုအထောက်ထားတဲ့အများကြီးလဲကုလသမဂ္ဂတွေကိုတင်ပြထားတာတွေအများကြီးရှိတယ်။တက်တယ်ထောက်ထားရင်နဲ့ဆွေးနွေး ထားတာရှိတဲ့အတွက်ကြောင့်အခုကိုလာကနေတော့စစ်ခွေးတွေရဲ့မိုင်းရိုက်မှုတွေကိုပြောဆိုခဲ့တာတွေရှိတယ်။ဒီကိစ္စကိုအခုစစ်ခွေးတွေရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကနေမှတော့အထောက်ထားမဲ့ဒီလိုမျိုးမြန်မာနိုင်ငံကိုအပြစ်ရှာတဲ့ပုံစံနဲ့ပြောဆိုသွားတယ်ဆိုပြီးမှအပြစ်တင်ဆွဆွဲမှုကိုပြုလုပ်ခဲ့တယ်။ဒါကြောင့်မို့အော်တိုဘာလ73ရက်နေ့မှာတော့နိုင်ငံခြားရေးဝန်ကြီးဌာနကနေမှအစတဆောင်ထုတ်ခဲ့တယ်။အဲ့စာထဲမှာဗာပြောလေဆိုတော့အခုဒီစစ်ခွေးတွေလုတ်မဲ့ရွေးကောက်ပွဲကနေမှ တက်လာခဲ့တဲ့ခွေးတွေကိုထုတ်ချအာဏာပေးအပ်မှာဖြစ်တဲ့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကိုမြန်မာနည်းမြန်မာဟာနဲ့ပြုလုပ်သွားမှာဖြစ်တဲ့ပြီးလို့ရှိရင်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတွေရဲ့ အခွင့်အရေးတွေကိုပုံမပြီးတော့တိုးမြင့်လှုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်းတွေပါပြီးမှထုတ်ပြန်ထားတာကိုတွေ့ရတယ်။ဆိုတော့သဘောကျတဲ့အရာတစ်ခုကတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကိုမြန်မာမျိုးမြန်မာဟာနဲ့ပြုတ်လုသွားမယ်လို့ပြောတယ်။ဆိုတော့ဒါပဲနေမှာပေါ့နော်။ကျတော့မြန်မာတပြည်လုံးကိုဘုံကျဲတာဟာမြန်မာမျိုးမြန်မာဟန်ဒီမိုကရေစီပြုတ်လို့ရှင်တဲ့တိုင်းရင်းသားလက်နက်ကိုင်ဒီဟာကိုယ့်ရဲ့ပြည်နယ်ထဲမှာကိုအုပ်ချုပ်ချင်တယ်လို့ပြောတဲ့အခါမှာစစ်ခွေးတွေကပြောတယ်မရဘူးငါတို့အုပ်ချုပ်မယ် ဒါရီကလည်းပဲမြန်မာနေမြန်မာဟာဒီမိုကရေစီလားနော်ပြီးရင်အခုဒီနေ့ကျွတ်တိုင်ရင်သားတိုင်းဟာကိုယ့်ရဲ့ပြည်နယ်မှာရှိတော့စစ်ခွေးတွေကိုနင့်တို့နေရာကိုတွားကြငိုတို့ရဲ့ပြည်နယ်ငိုတို့ရဲ့တိုင်းထဲမှာကိုယ့်ပြည်နယ်ကကိုယ့်ရဲ့တိုင်းရင်သားတွေကိုအုပ်ချုပ်ကြပါမယ်လို့ပြောတဲ့အခါမှာလဲစစ်ခွေးတွေဘက်ကနေမှမရဘူးငိုတို့စစ်ခွေးတွေရဲ့နေရာကိုနင့်တို့ယူလိုက်တယ်အဲ့နေရာကိုငိုတို့ပြန်ယူမယ်ဆိုပြီးမှဒီနေ့တိုက်ခိုက်နေတဲ့အုပ်စာတွေလည်းပဲမြန်မာနေမြန်မာဟာနဲ့ပြုတ်လုတဲ့ဒီမိုကရေစီခေါ်တာလား နော်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ထဲမှာဖျက်တက်ပြီးတော့ပန်းကတာကိုဖမ်းတဲ့ဥစ္စာတွေလည်းပဲမြန်မာနေမြန်မာဟန်ဒီမိုကရေစီကိုဖော်ဆောင်နေတာလားဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆူတောင်းပွဲကိုလုပ်တဲ့အခါမှာဖမ်းဆီးတာလည်းပဲမြန်မာနေမြန်မာဟန်ဒီမိုကရေစီလားလို့မေးချင်တယ်ဒီမိုကရေစီကိုမြန်မာနေမြန်မာဟန်နဲ့ဖော်ဆောင်မယ်ဆိုတာဟာဘာကိုဆိုလိုချင်တာလဲသူများနိုင်ငံနဲ့မတူညီတော့ဒီမိုကရေစီ ကိုပြောချင်တာလားသူများနဲ့မမတူတော့ဒီမိုကရေစီဖြစ်လို့ပဲဒီနဲ့ရွေးကောက်ပွဲတောင်မှဒီမိုကရေစီနည်းရရရွေးကောက်ပွဲကိုကျင်းပပေးမယ်လို့ပြောပေမဲ့လည်းပဲခွေးတွေကိုတလနလအငိမ့်စားပေးလိုက်တယ်တလနလအငိမ့်စားယူပြီးတော့အခု ကျန်းဖွတ်တွေမှာနေရယူပြီးမှမြန်မာနိုင်ငံမှာကျန်းဖွတ်ကနေမှအိုးဆောင်ဖွတ်တွေလှုပ်ဆောင်နေတာဟာဒါကမြန်မာနည်းမြန်မာဟန်ဒီမိုကရေစီကိုပြောချင်တယ်လားဆိုတာကိုနင့်တို့စစ်ခွေးတွေတီးဖို့လိုတယ်ဒါကိုဆက်ပြီးမှမပြောခင်မှာကျတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်သူတို့ဘက်ကထုတ်ပြန်ခြင်းကသူတို့ထုတ်ပြန်တယ်မြန်မာဘက်ကလည်းထုတ်ပြန်ခြင်းထုတ်ပြန်တယ်ထုတ်ပြန်တဲ့နှစ်ခုလုံးကတော့ဒါသိကွဲလွဲတာတော့သိမရှိတာဘူးပေါ့ရိုက်တာလိုမျိုးသတင်းဌာနကဘာပြောလဲဆိုတော့မြန်မာယူကော့ပွဲကိုအာဆီယံက ဒီအပိကူညီထောက်ပံ့မယ်ဆိုတဲ့အချက်ရဲ့တောင်ကြီးရဲကိုယ်စီလွှတ်ပေးမယ်ဆိုတဲ့အချက်ရဲ့အဲ့ဒီနှစ်ချက်ကိုရိုက်တာမင်းမျက်နှာကိုမလေးချက်နိုင်တဲ့ဦးကြီးစနာခွန်တော့မပြောင်းဘာမှချက်မှအများကြီးမပေးဘူးမပေးတော့ဒီမှတ်ချက်မပေးဘူးဆိုတဲ့ဒီဒီပဲကိုကလေးကဒီစကားတွေကမြန်မာအစိုးရထုတ်ပြန်ချက်ထုတ်ပြန်တဲ့စကားတွေကမှန်ကန်တယ်လို့မလေးချက်နိုင်တဲ့ဦးကြီးစနာနှုတ်ဆက်နေပြီးတဲ့သဘောပဲမြန်မာဘက်ကပြောနေတာမှန်တယ်ဆိုတာဟိုဘက်ကနှုတ်ဆက်ပြီးတယ်ဒီအချက်တွေကြီးချင်းအဖြစ်တော့အာဆီယံနိုင်ငံတွေနဲ့မလေးရှားနဲ့မြန်မာနိုင်ငံပေါ်ဆန်းစားချက်သူတို့ပြောင်းလဲလာပြီဆိုတော့တွေ့ရတယ်အာဆီယံလက်ရှိဥက္ကဋ္ဌမလေးချက်နိုင်ငံကြီးဝန်ကြီးက မြန်မာကဗိုလ်သူကြီးမင်းအောင်လိုင်ကိုတကူတကလာပြီးမြန်မာပြည်မှာလာတွေ့ရတယ်အလောတကြီးအရေးပေါ်လာတွေ့ရတယ်မလေးရှားနိုင်ငံကြီးကြီးကြီးကမြန်မာခီးစင်ဟာရိုးရိုးတန်းတန်းပြောရရင်တာမန်ခီးစင်တော့မဟုတ်တော့ဘူးဒါကြီးကမြန်မာအစိုးရရဲ့အတွက်တော့ road တက်တယ်ဂုံတိခါအရ road တက်တယ်ခီးစင်တခုဖြစ်တယ်လို့ကျွန်တော်မြင်တယ်အော်တိုဘာလာကိုရဲ့နေ့တုန်းကကျွမျိုးမင်းကနေမှပြောထားတဲ့စကားဖြစ်တယ်အခုမလေးရှားမီဒီယာကနေမှစစ်ခွေးတီရဲ့ ထုတ်ပြန်ချက်မာယွင်းတဲ့အပေါ်မှာသူတို့ဘက်ကနေမှအမှန်တကိုပြန်ပြောလာတဲ့အတွက်ကြောင့် reaction လုပ်ရချင်းဖြစ်တဲ့ကျော်မျိုးမင်းပြောသွားတာကတော့အများကြီးပဲအိုက်ထဲကနေမှတော်တော်လေးဖြတ်ထားတဲ့ကျော်မျိုးမင်းပြောသွားတာကတော့ဒီခွေးတွေထုတ်ပြန်ချက်နဲ့မလေးရှားတွေရဲ့ထုတ်ပြန်ချက်တွေကတူညီတယ်အိုက်ထဲမှာကွာခြားတာတခုပဲရှိတယ်ဒါကဘာလဲဆိုတော့အာဆီယံရဲ့ဘုံသဘောတူညီချက်ကိုစစ်ခွေးရဲ့ထုတ်ပြန်ချက်ထဲမှာမပါဘူးအာဆီယံရဲ့ထုတ်ပြန်ချက်ထဲမှာပါသွားတယ်လို့ပြောတယ်ဆိုတော့အခုအာဆီယံကနေမှခွေးကြဘူ တို့ကိုအာဆီယံအစည်းအဝေးထဲမှာမတက်ခိုင်းတာလေဒီဘုံသဘောတူညီချက်၅ချက်ဖြစ်တဲ့ ဒါကိုအခုဒီကျွန်းမျိုးမြင့်ကတော့နော်ပေါ့ပေါ့ပြောသွားတယ်မပေါ့ဘူးဒါဟာအဓိကအချက်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့ပဲခွေးတွေတောင်မှဒါကိုမလိုက်လျှောက်တာလေဆိုတော့အခုမလေးရှားဝန်ကြီးကရွေးကောက်ပွဲလုပ်မယ်ဆိုတော့ကိုကြားရတဲ့အတွက်ကြောင့်ဝမ်းသာတယ်ရွေးကောက်ပွဲကိုတရားမျှတစွာနဲ့လုပ်နိုင်ဖို့အတွက်မျှော်လင့်နေဆိုတဲ့အကြောင်းတွေပြောသွားခဲ့တယ်တချိန်ထဲမှာပဲပြည်သူလူထုဒီကိုညှင်းပန်းနေတဲ့အချိန်မှာလုတ်တဲ့ရွေးကောက်ပွဲဟာတရားမျှတာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောသွားတယ်ကျွတ်ထင်တာကတော့ရိုက်တာကတော့ စစ်ခွေးတွေရဲ့ထုတ်ပြန်ချက်ပေါ်မှာမူတည်ပြီးတော့မလဲဝင်ကြီးကိုမဲကိုမဲလိုက်တာပဲထင်းတယ် ရိုက်တာကလည်းမမေးသွားတာဟာစစ်ခွေးတွေပြုတ်လုံမဲ့ရွေးကောက်ပွဲကိုအာဆီယံကလည်းမထောက်ခံတယ်အာဆီယံဘက်ကနေလည်းပဲစစ်ခွေးတွေပြုတ်လုံမဲ့ရွေးကောက်ပွဲကိုစောင့်ကြည့်ပေးမဲ့သူတွေနော်ဇေလွမယ်ဆိုတာဟုတ်သလားဆိုပြီးမှမေးလိုက်တယ်ဆိုတော့ဒီထဲမှာကြော်မျိုးမြင်ပြောသွားတာကမလေးဝန်ကြီးဒီဘက်ကနေမှတိတ်တိတ်နေချင်းဟာစစ်ခွေးတွေထုတ်ပြန်ချက်ဟာမန်ကန်နေဆိုတဲ့ဥစ္စာကိုမလေးဝန်ကြီးကနေမှ နောက်ဆက်ချင်းအပြင်မန်ကန်ကြောင့်ကိုထောက်ခံတယ်လို့ပြောတယ်မမန်ကန်လို့ပဲအခု online ကနေမှတရေဝင်ထုတ်ပြန်လာခဲ့ပြီးအခုစစ်ခွေးဒီမှာကတော့ဘာကိုရှက်ရမှမသိသလို အရှစ်ကျော်ပြက်နေတဲ့သူတွေလည်းဖြစ်တယ်။ဒါကြောင့်မို့သူတို့ဟာအခုသူတို့ရဲ့ထုတ်ပြန်ချက်ကမာရွေးနေဆိုတဲ့ဥစ္စာကိုမလဲဝန်ကြီးကလည်းမှစစ်ခွေးနဲ့တွေ့တွေ့တဲ့အခါမှာဒီလိုပြောဆိုခဲ့တယ်ဆိုတဲ့ဥစ္စာကိုအခုကဘာတိအောင်ကြေညာလိုက်ပြီ။ခွေးတွေကတော့အခုအချိန်ထိမရှက်တတ်တဲ့ဘူးเนาะကုလကနေမှမြန်မာနိုင်ငံကနေမှပေးပို့ထားတဲ့လူအခွင့်ရပိုင်းဆိုင်ရာချုပ်ဖောက်မှုအများကြီးကိုဓာတ်ပုံတွေနဲ့ဗီဒီယိုတွေနဲ့ ကုလကိုတင်နာပီတာဖြစ်တဲ့အတွက်ကြောင့်ကုလကတော့တိပီတာဖြစ်တယ်ဒါကြောင့်မို့ပဲအခုခွေးဒီရဲ့ခွေးယူပြန်မှုကိုပြောတဲ့အခါမှာခွေးဒီရဲ့နိုင်ငံเจ้าဝန်ကြီးကတော့မခံမရက်ဖြစ်နေတာ နော်ဒရင်ကျွတ်နေတော့ကဆီမီထွန်းပူဇော်ခဲ့တဲ့တော်လာရဲတွေကိုတပ်ပစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကမ္ဘာရဲ့မီဒီယာတွေထဲမှာပါနေတယ်လို့ပဲ TV live show ထဲမှာပါဖော်ပြထားတာတွေကိုတွေ့ရတယ်ဒါတို့ကြည့်ချင်တဲ့အပြင်ခွေးတွေဟာလူကောင်းအလုပ်ကိုလုပ်နေသလားဒါမှမဟုတ်ခွေးယူပြန်စမြဲပြန်နေသလားဆိုတော့သူတို့သိပြီးတာဖြစ်တယ်ဒါကိုသူတို့ဘက်ကနေမှတတ်နိုင်တယ်လို့ကတော့ဖုံးဖိပြီးမှပြောနေတာပဲနော် လူဆိုရင်တော့အချက်နဲ့လူလုပ်တယ် ခွေးတွေကတော့အရှက်နဲ့ခွေးမဖြစ်နေဘူးเนาะနင့်တို့ခွေးတွေရှက်တတ်ရင်တော့ချက်ချင်းချက်ချင်းလဲတဲတော့ဖို့အရေးကြီးတယ်လို့ပြောချင်တယ်เนาะပြည်သူတွေအားလုံးစမ်းမပြောရှိကြပါစေ